ဘလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မနက်စောစောမှဆင်ပြန်သွားတဲ့မြကြလိပြိုင်ပွဲရဲ့ဒီနောက်ဆုံးပွဲစဉ်အင်တာမိုင်ယာမီတွက်နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Next Beat တင်းနဲ့ဆင်ပြန်ရတဲ့ပွဲစဉ်မှာဆိုရင်အင်တာမိုင်ယာမီကအဝေးခွင့်မှာ fight 2ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တယ်။ဒါကြောင့်မြကြလိပြိုင်ပွဲဆုံးသွားတဲ့နေထားမှာအင်တာမိုင်ယာမီကယာတီသိမ်းသွားတဲ့နေထားမှာအဆင့်3နေရာနဲ့ယာတီသိမ်းနိုင်ခဲ့တယ်။သို့ပေမဲ့လည်းသူတို့ကအဆင့်1ကအသင်းနဲ့ကြတော့တမတ်ကွာအဆင့်2ကအသင်းနဲ့ကြတော့ရမတ်တူပြီးတော့မှသူတို့ကဂိုးကွာချာချာအရာအဆင့်3နေရာနဲ့ယာတီသိမ်းနိုင်ခဲ့တယ်။ ါမဲ့လည်းမေဂျာလိပြိုင်ပွဲအားလုံးသိတာတဲ့အတိုင်းကျွန်တော်တို့ကသူတို့ကဒီချန်ပီယံလိချန်ပီယံလိစတိုင်မျိုးသူတို့ကဒီ MLS ကပ်ပြိုင်ပွဲဆိုပြီးတော့မှတီးတန့်ဖလားပြိုင်ပွဲစုံထွက်စင်းကနေပြန်တက်တဲ့အနေထားမျိုးကျင်းပကျင်းပလေးရှိတယ်။အနေထားမှာမိုင်ယာမီကငကိုကသူကဝင်ရောက်စင်ပြိုင်ခွင့်ရထားပြီးသားဒီအတွက်ကြောင့်သူကလည်းဒီပြိုင်ပွဲကိုကြတော့ဒီ play off ကနေစပြီးတော့မှစင်ပြိုင်ကစားရမယ်။ဒီသူကစားရမယ့်အသင်းကလည်းဒီနေ့သူအနိုင်ရရှိခဲ့တဲ့ Nesby အသင်းနဲ့ပဲသူကစပြီးတော့မှစင်ပြိုင်ကစားရမှာဖြစ်တယ်။ ီနေ့ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့လျွန်းနယ်မက်ဆီကဒါစံချိန်ပေါင်းများစွာတင်နိုင်ခဲ့တဲ့ပွဲတစ်ပွဲလို့ကျွန်တော်ပြောလို့ရတယ်ဒီ major league ပြိုင်ပွဲရဲ့ပွဲကစားရေးအတွက်အနည်းဆုံးနဲ့ဒီအတွင်းကုန်90ပြင်းပြောက်ခဲ့တဲ့ကစားသမားဖြစ်မြောက်လာတယ်ပြီးတော့မှဒီနေ့ major league ပြိုင်ပွဲရဲ့ဒီဆွေဖနာစုကိုလည်းလျွန်းနယ်မက်ဆီကရရှိဖို့ကြိမ်းသိခဲ့ပြီဘာကြောင့်လဲဆိုတော့ဒီနေ့ပြိုင်ပွဲသူတို့ကပြိုင်ပွဲ20ပွဲကစားတဲ့နေထားမှာလျွန်းနယ်မက်ဆီကအတွင်းကုန်20နဲ့ကိုကိုအတွင်းပြီးတော့မှဒီ ကိုသွင်းအများဆုံးကစားသမားစီးမံနံပါတ်1မှာဦးဆောင်နေတယ်ဒုတိယနေရာကကစားသမားကလစ်ကြတော့မက်ဆီနဲ့ငါးဂိုးအထိကွာဟနေတယ်ဒါကဒုတိယနေရာကကစားသမားကသူ့ရဲ့ပြိုင်ပွဲကတပွဲကျန်တဲ့ပွဲကိုမကစားသေးတဲ့အနေထားမှာတေချာတာကတော့လွန်းနေမက်ဆီကတည်းကဆွေဖနှက်ကျင်းတီပေါင်းရရှိသွားပြီလို့ကျွန်တော်ပြောလို့ရတယ်ပြီးတော့တစ်ဖက်မှာလည်းဒီဖန်တီမှုပိုင်းမှာလည်းလွန်းနေမက်ဆီက19ချိန်ဖန်တီထားတယ်လို့ဒါ record တော်များမှာတော့ဖော်ပြရမှာပေါ့နော်နိုင်ငံခြားပိတ်တော်များမှာလည်းဖော်ပြတယ်ဒါပေမဲ့တချို့တွေကြတော့လေ16ဂိုးလို့ပြောတယ်တချို့ကလည်း19ဂိုးလို့တော့ပြောတယ်ဒါပေမဲ့ တေချာတာတခုကတော့ဒီဖန်တီးမှုပိုင်းမှာလည်းလီယိုနယ်မက်ဆီကပူတွဲအများဆုံးဖန်တီးဆင့်ဖြစ်ရင်ဖြစ်မဖြစ်လို့ဆိုရင်ဖန်တီးမှုအများဆုံးပုစားသမားဖြစ်မှာတော့ကျင်းသေးတယ်လို့ကျွန်တော်မြင်မိတယ်။ဒါ Google ရဲ့ဒီ update လုပ်တဲ့အပိုင်းနောက်နေမှုလာတော့ကျွန်တော်လည်းပြောလို့မရဘူး။ကျွန်တော်ဝင်ကြည့်တာလည်းချုပ်ပိုင်းမှာကြာတော့ဆက်စစ်ကိုပြတယ်တချို့မှလည်း19ကိုပြတယ်တချို့မှလည်း18ကိုပြတယ်ဒီလိုတော့စိနေတာပေါ့နော်ဒါပြောမဆိုရင်လျုံးနဲ့မက်ဆီရဲ့ဒီအသက်39နှစ်ရွယ်ကစားသမားကြီးရဲ့ခြေစွမ်းကတကယ်ကိုကြောက်မခံလိပဲမေဂျာလိမှာလုံးဝထင်တိုင်းကျင်းနေတော့မယ်အခုချိန်ထိ ပြောမဆိုရင်ဒါဒေမီဂျာလီပြိုင်ပွဲသူရဲ့ပထမဆုံး hat trick ကိုဒီနေ့ပွဲစဉ်မှာရရှိခဲ့တယ်ဒီနေ့ပွဲစဉ်ရဲ့ဒီ9ဂို2ဂိုနိုင်တဲ့ပွဲစဉ်မှာဆိုသူကပါဝင်ပတ်သက်မှု၄ချိန်ရှိတယ်ဒီ၃ဂိုသွင်းပြီးတော့မှဖန်တီးမှုတစ်ချိန်ပြုလုပ်နိုင်ခဲ့တယ်ပထမဂိုဆိုရင်ဒါကွင်းလေယာနဲ့သူကဒါသူ့ရဲ့ပုံစံတိုင်းပေါ့နော်ကျွန်တော်တို့လူသုံးလေးယောက်လိတ်ခေါက်ပြီးတော့မှဒီကိုအေရီယာအပြင်ကနေလလပါဝေးဝိုက်ပြီးတော့မှကန်သွင်းသွားတယ်အင်မတန်လာတဲ့ဂိုတကိုသွင်းတယ်ပြီးတော့မှမိုင်ယာမီကဒီတစ်ဖက်တင်က9ဂိုပြန်သွင်းတယ်ဒါကြောင့်ကျွန်တော်တို့မိုင်ယာမီက2-1ဆိုတဲ့ရလဒ်နဲ့အဆုတ်ပေးထားခဲ့ရတယ် ဒီနောက်မှာတော့အင်တာမိုင်ယမီကပနတီရတယ်။ဒါပြောချင်တာကဒီရာသီမှာမက်ဆီလုံးဝပနတီသွင်းကုန်မရှိသေးဘူး။ကျွန်တော်ဆိုရင်ဒီဆွေဖနက်စုကိုပနတီမပါမနဲ့သူရစီးခဲ့မယ်လို့ကြော်ထင်ထားခဲ့တယ်။သို့ပေမဲ့လည်းသူတို့ကဒီပနတီရတဲ့ချိန်နေထားမှာအသင်ကဆုံးနေတဲ့နေထားကြတော့မက်ဆီကသူကိုယ်တိုင်ပဲကံဝန်ဆုံးဖြတ်ခဲ့တယ်။တကယ်တမ်းအဲ့ဒီချိန်မှာသာအင်တာမိုင်ယမီကဒီ2-3တို့လို့2-4တို့အနေနဲ့နိုင်နေမှာဆိုကျင်းသေးတာတကူကမက်ဆီလုံးဝဒီပနတီကိုကံမှာမဟုတ်ဘူး။ဒါကျွန်တော်တို့အကြိမ်ကြိမ်တွေးခဲ့ပြီးပြီ။လျှို့နေမက်ဆီသွင်းကုန်ငကိုသွင်းတယ်။ ပနတိရတယ်။ကရင်ဟတ်ထွက်ပြမဲ့အလုံးတွေဒါမျိုးလျွတ်နဲ့မစီအများကြီးကိုဒီသူ့ရဲ့ကစားဖော်တွေကိုပေးကန်ခဲ့တာကျွန်တော်တွေ့ခွင့်ရခဲ့တယ်။တကယ်လို့ဟတ်ထွက်ကိုသာသူကြည့်မယ်ဆိုရင်အခုချိန်မှာသူ့ရဲ့ဟတ်ထွက်ကဒါကစားသမားဘွားဆိုရင်အကြိမ်60ပြည့်ခဲ့ပြီ။တကယ်လို့သာသူဒီပနတိတွေကန်ပြီးဟတ်ထွက်ယူမယ်ဆိုရင်ဟတ်ထွက်ကတော်တော်များများလေးကိုရရှိနေမှာဂျိန်80ဆစ်ဆက်နီတပါတီရရှိနေမှာဂျိန်သေးတယ်။ဒါမျိုးကျွန်တော်အကြံကြီးတွေ့ရတယ်။လူးဝစ်ဆော့ဆော်ရက်ကိုပေးကန်လိုက်တာတို့အရင်ကဆိုနေမောက်ကိုပေးကန်လိုက်တာတို့ဒီမိုင်ယာမီရောက်ပြီးတဲ့နောက်မှာလည်းဒီလိုပဲ ဒီနှစ်တွေမှာသူငကိုငကိုနဲ့ဒီလိုပါဝင်ပတ်သက်တဲ့ပွဲတွေကအများကြီးငကိုငကိုထပ်သွင်းခဲ့တဲ့ပွဲတွေကဒါဆယ်ကြိမ်ရှိခဲ့တယ်ဒီလိုနေသားမှဒီပနတီရမယ့်အခွင့်အရေးတွေလွန်းနဲ့မစီကပိုင်ဆိုင်ခဲ့ပေမဲ့လည်းသူတလုံးမှမကံအားလုံးအသင်းဘော်တွေကိုပေးကမ်းခဲ့တယ်ဒီအတွက်ကြောင့်ဒီနှစ်ပွဲမှာကြာတော့ဒါသူပထမတကူသွင်းထားတယ်မိုင်ယာမီက2-1နဲ့ဆုံးတယ်ပနတီရတယ်သူကိုယ်တိုင်ပဲဒါဖိအားများတဲ့ပနတီကိုကံပွင့်ချွေးချက်ခဲ့တယ်ဒါကြောင့်ပနတီကန်တယ်ကျွန်တော်တူတူဖြစ်တယ်ဒီနောက်မှာတော့တခါမိုင်ယာမီကတကူထပ်သွင်းတယ် ပြီးတော့တခါလွန်းနဲ့မက်ဆီကနောက်ထပ်တကူသွင်းတယ်ပြီးတော့မှဖန်တီးမှုတစ်ချိန်ပြုလုပ်နိုင်ခဲ့တယ်ဒီတွက်ကြောင့်ကျွန်တော်လွန်းနဲ့မက်ဆီရဲ့ဒီနှစ်မီဂျာလိပြိုင်ပွဲရဲ့ဒီစံချိန်တွေကိုကြည့်ရမယ်ဆိုရင်သူကဒီအခွင့်ရဖန်တီးမှု အများဆုံးကစားသမားအနေနဲ့အချိန်28ချိန်နဲ့ပထမနေရာမှာဦးဆောင်နေတယ်ပြီးတော့မှဂိုးသွင်းအများဆုံးကစားသမား29ချိန်နဲ့လည်းဒီဇီယာရဲ့နံပါတ်1မှာဦးဆောင်တယ်ပြီးတော့မှဖန်တီးမှုအများဆုံးကစားသမားဖြစ်76ချိန်သို့မဟုတ်79ချိန်နဲ့နံပါတ်1မှာဦးဆောင်နေတယ် ပြီးတော့လိန်ခေါင်ကြော်ဖြတ်မှုအကောင်းဆုံးကစားသမားဖြစ်တဲ့စစ်စင်နဲ့ကိုးချိန်နဲ့သူကနံပါတ်1မှာထပ်ပြီးတော့မှဦးဆောင်နေသေးတယ်။ပြီးတော့မှမေဂျာလီရဲ့အပတ်စဉ်အကောင်းဆုံးကစားသမားရွေးချယ်တဲ့နေရာမှာ6ပတ်တတိယရရှိပြီးတော့မှဒီအကောင်းဆုံးကစားသမားဖြစ်တဲ့ဆက်လက်ဦးဆောင်နေတယ်။ဒါတွေကိုကြည့်ရမယ်ဆိုဒီနှစ်ပြိုင်ပွဲရဲ့မေဂျာလီရဲ့အကောင်းဆုံးကစားသမားဆုလိုနယ်မက်ဆီချိန်နေပေါ့ရရှိမယ်ဆိုတော့ကတေချာနေပြီ။တကယ်လို့ဒီနှစ်သာထပ်ရခဲ့မယ်ဆိုရင်ဒါသူကမေဂျာလီတမိုင်းမှာအကောင်းဆုံးကစားသမားဆုကိုနှစ်နှစ်ဆက်ရရှိတဲ့ပထမဆုံးကစားသမားဖြစ်လာမယ်။ ပြီးတော့မှမေဂျာလီရဲ့သွင်းကုန်း90ကိုပွဲကြီးအတွက်အ ਨੇ ဆုံးနဲ့ရရှိခဲ့တဲ့ကစားသမားလည်းဖြစ်လာအောင်မယ်။ဒါတော့ကြောင့်ကျွန်တော်လင်းနဲ့မက်ဆီရဲ့ဒီတိုတယ်အားဖြစ်ပေါ်တော့သူ့ရဲ့ကစားသမားဘဝပွဲပေါင်းအားလုံးကန်ခဲ့တဲ့ပွဲနှစ်ထားမှကြည့်ရမယ်ဆိုရင်1130သူကစားခဲ့တယ်။ဒီနေရာမှာသွင်းကုန်း169ကိုထိသွင်းထားနိုင်ခဲ့ပြီ။ပြီးတော့မှဖန်တီးမှုကလစ်ကြတော့ကျွန်တော်396ချိန်ဖန်တီးထားတယ်။ hat trick ကလစ်ကြတော့အကြိမ်60ထိသွင်းထားနိုင်ပြီဖြစ်တယ်။ဒါတည်းကလင်းနဲ့မက်ဆီရဲ့ကစားသမားဘဝရဲ့သူ့ရဲ့တိုတယ် ်သွင်းကိုးနဲ့ဖန်တီးမှုတွေဖြစ်ပါတယ်အခုဆိုကျွန်တော်ဂေါက်ဂျီမက်ဆီရဲ့အသက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်39နှစ်တည်းရောက်နေပြီဒါပေမဲ့လည်းသူ့ရဲ့မော်ဝင်တဲ့ခြေစွမ်းတွေကိုကျွန်တော်တို့ကအခုချိန်ထိကြည့်ခွင့်ရနေတာဖြစ်တယ်ဒီနေ့ရာသီသိမ်းပွဲစဉ်ကလျွန်းနဲ့မက်ဆီရဲ့ဖန်တီးအတွက်ကျေနပ်စရာပွဲတော်ပွဲဖြစ်လာမယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးသူပဲကျေးဇူးတင်စီပါ